အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လွှတ်တော်အမတ်လောင်းများ၏လုံခြုံရေးနှင့်မဲယုံများကင်းဆောင်ရန်အတွက်ပြူစောထီးများပြည်သူစင်များနှင့်ပါလာဖာများကိုရွှေကောက်ဝယ်ဆိုင်ရာရဲများအဖြစ်စစ်တပ်ကအုံပြုမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ပြုလုပ်မယ့်မဲယုံများလုံခြုံရေးနှင့်အမတ်လောင်းများ၏လုံခြုံရေးအတွက်ပြူစောထီးများပြည်သူစင်များနှင့် ဖြစ်သူလုံခြုံရေးဖွဲ့များကိုရွေးကောက်ပွဲဆိုင်ရာရှဲများအဖြစ်စစ်တပ်ကအသုံးပြုမည်ဖြစ်ကြောင်းဖြစ်တဲ့ရေးဝင်ကြီးဌာနသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်လုံခြုံရေးကိစ္စရပ်များကိုဖြစ်တဲ့ရေးဝင်ကြီးဌာနကအဓိကတာဝန်ယူပြီးရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဦးဆောင်ဖွဲ့ဖြစ်တာဝန်ယူမည်ဖြစ်ကြောင်းစစ်တပ်ကနေမြေတစ်ခုလုံးတိုင်းတာဖြင့်လုံခြုံရေးကိုတာဝန်ယူပြီးနိုင်ငံရေးပါတီများမဲယုံများနှင့်ကိုယ်စားလှယ်လောင်များ၏လုံခြုံရေးအတွက်အသေးစိတ်တာဝန်ယူရမှုများကိုရဲတပ်ဖွဲ့ကတာဝန်ယူမိဖြစ်ကြောင်း ထို့သို့တာဝန်ယူရာတွင်မြို့နယ်ရဲတပ်ဖွဲ့ဝင်ရှိတဲ့အတွက်မှရွေးကောက်ပွဲအတိုင်းအတာတစ်ခုလုံးအတွက်ခြုံငုံမမိနိုင်ပေ။နေပါလွန်တီအတွက်ပြူစော်တီများပြည်သူစင်များနှင့်ပြည်သူလုံခြုံရေးအဖွဲ့များကိုရွေးကောက်ပွဲရဲများအဖြစ်အသွင်ပြောင်းအသုံးပြုသွားမည်ဖြစ်ကြောင်းသိရပါသည်။ရွှေကောက်ပွဲကာလမဲဆွယ်စည်းရုံးရင်းနဲ့ရွှေကောက်ပွဲကျင်းပတဲ့ကာလအထိပြည်သူ့စစ်အဖွဲ့တွေနဲ့ပြည်သူ့လုံခြုံရေးနဲ့အကြံဖတ်မှုနှိမ်နင်းရေးအဖွဲ့တွေကရွှေကောက်ပွဲရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဆောင်ရွက်သွားဖို့ဆုံးဖြတ်ချက်ကြားသွားပြီး တက်ကတော့နေမြေတစ်ခုလုံးကိုခြုံငုံပြီးလုံခြုံရေးယူမိရဲကတော့အသေးစိတ်မဲယုံကိုစလဲလောင်းတွေအတွက်အဲ့ဒီလိုမျိုးလုံခြုံရေးယူမိရွေးကောက်ပွဲတစ်ခုလုံးလုံခြုံရေးကိုပြည်ထရေးဝန်ကြီးဌာနကအဓိကတာဝန်ယူမိဟုပြည်ထရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ပြည်ထရေးဝန်ကြီးဌာနကနိုင်ငံရေးပါတီများ၏မဲဆွယ်စီယုံသည့်ကာလလုံခြုံရေးအတွက်ယခုရက်ပိုင်းအတွင်းနိုင်ငံရေးပါတီများတို့တရားဝင်စတင်ဆက်သွယ်နေပြီးလုံခြုံရေးယူပေးရန်ညှိနှိုင်းမှုများစတင်ဆောင်ရွက်တော်မူဖြစ်ကြောင်းသိရပါတယ်မျိုးနယ်ရဲတပ်ဖွဲ့ကတော့ မျိုးနယ်ပါတီယုံတွေကိုဆက်သွဲလာတယ်။လုံခြုံရေးယူပေးဖို့ကိစ္စညှိနှိုင်းဖို့ခေါ်လာတယ်ဟုရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးညီဖြစ်တော်လဲတပ်ဖက်တွင်လည်းနိုင်ငံရေးပါတီများ၏စီယုံမှုများသည့်စစ်တလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားသောစည်းကမ်းများနှင့်ညီမညီစောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့တွင်နိုင်ငံရေးပါတီများအတွက်မဲဆွယ်စည်းရုံးရတွင်လိုက်နာရမည့်စီးမြင်စည်းကမ်း၉ချက်ကိုထုတ်ပြန်ခဲ့ပါသည် နိုင်ငံရေးပါတီများအနေဖြင့်မဲဆွယ်စည်းရုံးဟောပြောတင်ပြရာတွင်ပြည်ထောင်စုမပြိုကွက်ရေးတိုင်းသားစီလုံးညီညွတ်မှုမပြိုကွက်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုများမပြုလုပ်ရန် နိုင်ငံတော်အားအကြီးညိုဖြတ်စီရန်တို့မဟုတ်ဂုံသိက္ခာထိပါစီရန်ဟောပြောမှုများမပြုလုပ်ရန်တို့ကိုစစ်တပ်ကတားမြစ်ထားပါတယ်။ထို့ပြင်စစ်တပ်ပြုတ်ခွဲရေးဖြစ်ပေါ်စီရန်တို့မဟုတ်စစ်တိုက်ဂုံသိက္ခာကိုထိခိုက်စီရန်ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနှင့်လူအများနှင့်ပတ်သက်၍ပြည်ပခါဖြစ်ပေါ်စေနိုင်သည့်သိက္ခာနှင့်ကိုကျင်းတရားထိခိုက်စေနိုင်သည့်ဟောပြောမှုစီယုံလုံးစော်ခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွှဲသုံးစားပြုသောဟောပြောမှုများမပြုလုပ်ရန် ညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြစေရန်သွေးထိုးလုံးစော်ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများရင်းတို့ဤတာဝန်ကိုခြေပြွန်စွာမထမ်းဆောင်နိုင်စေရန်ဒို့မဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစေရန်ထွေထိုးလုံးစော်ဟောပြောမှုများမပြုလုပ်ရန်တားမြစ်ထားပါတယ်။ဆက်လက်ပြီးသတင်းကြိုလာပြနေ့တွင်ဒီပေါ်မျိုးကိုအကြံဖက်စစ်တဲ့ Jet Fighter ဖြင့်ပုံကျင်းကလေးတအုပ်အပါဝင်၃ဦးထိမှန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မှာအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံလှယောက်ကျဲချတိုက်ခိုက်မှုကြောင့်ကလေးတယောက်ပါဝင်၃ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့တောင်းတက်မတော် DNL ကထုတ်ပြန်ပါတယ်။အကြံဖက်စစ်တပ်ဟာဒီနေ့မနက်ပိုင်းကတီဘောမြို့တွင်ရှိ microwave ဆက်သွယ်ရေးတဲကိုဂျက်ဖိုက်တာနဲ့ပေါင်150ဖုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်2နှစ်အရွယ်ကလေးငယ်အသက်23နှစ်အရွယ်နဲ့အသက်26နှစ်အရွယ်အမျိုးသားလူငယ်2ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ်ပုံကြရောက်ပောက်ကွဲမှုကြောင့် microwave အဆောက်အဦနှင့်ပြည်သူလူထုရဲ့နေအိမ်တစ်လုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါပြင်အကြံဖက်စစ်တပ်ရဲ့ jet fighter ဟာတီပေါ်မြို့ကိုတိုက်ခိုက်ပြီး3မိနစ်သာချကာနံပါတ်2မြို့မြို့မစေးရက်ကွက်နှင့်ရှိပြည်သူလူထုတရှိရာကိုရည်ရွယ်ချက်ရှိရှိပုံတွေလာရောက်ကျဲချတိုက်ခိုက်ရာနေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်အုပ်စုနဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာအကြမ်းဖက်မှုအမျိုးမျိုးနဲ့ပြည်သူတွေအပေါ်ဆစ်ရဇဝဲမှုကျူးလွန်နေတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်။ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။